မင်္ဂလာပါရှင်ဧပြီလ29ရက်တနင်္ဂနွေနေ့ရက်တိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပိုယဟန်မင်းကြီးဖရန်စစ်ရဲ့စာပနာတွင် Trenis Lansky တွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရှီဂရင်းသမ္မတဘလော့ဒီမာစလန်စကီတို့ဟာရောမမြူတွင်ကျင်းပတဲ့ပုတ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့စာပနာအခမ်းအနားအပြီးစနေနေ့တွင် တွေ့ဆုံခဲ့ကြကအလွန်အထောက်အကူဖြစ်စေသောအစီအစဉ်တစ်ခုကိုပြုလုပ်ခဲ့ကြောင်းအင်ဖြူတော်ကထုတ်ပြန်ခဲ့ပါသည်။ အင်ဖီရိုဆက်သွယ်ရေးဒါရိုက်တာစတီဗင်ချောင်းကတမရထရန်နဲ့တမရစလန်စကီတို့ဟာတီးတန့်တွေ့ဆုံပြီးအကျိုးရှိသောဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အစီအဝေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုမကြာမီထုတ်ပြန်ပေးပါမယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်ပြီမှာကတော့အချုပ်ချာအာနာကိုကာကွယ်ရန်အသင့်ရှိကြောင်းပါကစ္စတန်ဝန်ကြီးချုပ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အိန္ဒိယဘက်ခြမ်းရှိကက်ရှမီးယားဒေသတွင်ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအိန္ဒိယကပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီးနောက်ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘက်ရှရစ်က၎င်းနေဖြင့်နိုင်ငံ၏အချုပ်အခြာအာဏာကိုကာကွယ်ရန်အသင့်ရှိကြောင်းဧပြီ25ရက်ကပြောကြားခဲ့ကြောင်းသိရပါသည်။ ကက်ရှမီးယားဒေသတွင်စစ်သွေးကြွများ၏တိုက်ခတ်မှုဖြစ်ပွားပြီးနောက်အိန္ဒိယနှင့်ပါကစ္စတန်စစ်သားများကြားနေဆက်ဖြစ်ကျော်ပစ်ကတ်မှုများဖြစ်ပွားခဲ့ကာနှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ပါသည်။ပါကစ္စတန်ဝန်ကြီးချုပ်ရှရီကာမူ၎င်းတိုက်ခတ်မှုဖြစ်စဉ်ကိုဗက်လိုက်မှုမရှိဘဲစုံစမ်းစစ်ဆေးရန်တိုက်တွန်းထားပြီးအိန္ဒိယကမူပါကစ္စတန်ဟာနေဆက်ဖြစ်ကျော်ရာဆွေးမှုကျွလွန်သူများကိုထောက်ပံ့ပေးတာကြောင့်ဆက်ဆဲခဲ့ပါတယ် ဧပြီ22ရက်ကကက်ရှမီးယားဒေသပါဟေကံမြို့တွင်တပ်နက်သမားများ၏တိုက်ခိုက်မှုကြောင့်အမျိုးသား26ဦးသေဆုံးခဲ့ကာ၎င်းတိုက်ခိုက်မှုကျွလွန်သူများကိုပါကစ္စတန်ကထောက်ပံ့ပေးခဲ့ကြောင်းအိန္ဒိယကစွပ်စဲခဲ့တော်လဲပါကစ္စတန်အစိုးရကမူအစိုးရတိုက်ခိုက်မှုတွင်ပါကစ္စတန်နိုင်ငံပါဝင်ပတ်သက်ခြင်းမရှိကြောင်းမြင့်ဆိုခဲ့တယ်လို့သိရှိရပါတယ်ရှင်ထမတင်ဆက်ပေးမှာကတော့ VNN သမ္မတလာအိုသူချစ်ကြည်ရခီစဉ်တွားရောက်ခဲ့တဲ့တဲ့ရင်ဖြစ်ပါတယ်။ ဖီယန်န်တမရဟာလာအိုတမရ၏ဖိတ်ကြားချက်အရအစမြင့်ကုစလေဖွဲ့ကိုဦးဆောင်ကနှစ်နိုင်ငံချစ်ချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်ရေးကိုပုံမူခိုင်မြဲစေရန်အတွက်ဧပြီ24ရက်မှ25ရက်နေ့ထိလာအိုသို့သွားခဲ့တယ်လို့သိရပါတယ်အစပါခီးစဉ်တွင်နှစ်နိုင်ငံတံပရာများတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အမြင့်ဆုံးဖလှယ်ကနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကိုလည်းပြန်လည်သုံးသပ်ခဲ့ကြတယ်လို့သိရပါဗျ။အဲဒီနောက်၎င်းတို့ဟာနိုင်ငံရေး၊ကာကွယ်ရေး၊ကုန်သွယ်ရေး ညာရေး၊ကျန်းမာရေး၊ယဉ်ကျေးမှုနဲ့ခီးသွားလာရေးစတဲ့အဓိကကဏ္ဍများတွင်နှစ်ဖက်ဘူဟာမှုရဲ့တိုးတက်မှုများကိုမိမောင်းထုတ်ပြခဲ့ကြပြီးသဘောတူညီချက်များကိုအကောင့်ထည့်ဖို့ရန်အရေးကြီးမှုကိုအဓိကဆွေးနွေးခဲ့ကြပါသည်။ဒေတာတွင်စီးပွားရေးချိတ်ဆက်မှုခိုင်မာအကောင်းလာစေကိုလည်းပြောကြားခဲ့ကြကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မြောက်ကိုရီးယားကဖြတ်သိမ်းမှုအသစ်တစ်စင်းကိုထုတ်ဖော်ပြသတဲ့သတင်းဖြစ်ပါတယ်။ ရောက်ကိုရီးယားဟာဆွမ်းအားပြင်းစုံလက်နက်များတပ်ဆင်ထားတယ်လို့ကြေညာထားတဲ့ဖြတ်သိမ်းမှုအသေးတစ်စင်းကိုထုတ်ဖော်ပြသခဲ့ပြီးအဆိုပါသိမ်းမှုဖွင့်ဝေအခမ်းအနားသို့ရောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံတက်ရောက်ခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဧပြီ26ရက်ကဖော်ပြခဲ့ကြောင်းသိရပါတယ်။ကေမာ AI နည်းပညာများအသုံးပြုထားတဲ့အသေးကန် drone အသစ်များကင်တောက် drone အသစ်များစမ်းသပ်မှုကိုကြီးကြပ်ခဲ့ပြီးနောက်တလအကြာတွင်ဖြတ်သိမ်းမှုအသေးတစ်စင်းကိုထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားရဲ့စစ်သည်မော်အသည်ဟာတန်ချိန်9000လေးချိန်ရှိတဲ့ဖြတ်သည်မော်အမျိုးအစားဖြစ်ပြီးတနည်းကြောကြအခြေယူပြီးတိစောက်ခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်အဆိုပါတင်မောရဲ့အရွယ်အစားအရာတင်မောပေါ်မှာမြေပြင်သို့ပြစ်ခတ်နိုင်တဲ့ဒုံကျည်များတင်မောပေါ်မှာဝေဟင်သို့ပြစ်ခတ်နိုင်တဲ့ဒုံကျည်များကိုတည်ဆောင်နိုင်ကြောင်းကျွမ်းကျင်သူများကယူဆထားရလို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ Ecuador တွင် Richter scale 6.3ပြင်အားရှိငလျင်လှုပ်ခတ်ခဲ့ပြီးလူ20ဒဏ်ရာရရှိတဲ့တွင်ဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံရှိအက်စမရီတက်စေကံမျိုးတွင်ဧပြီ25ရက်ကရီတာစကေ6.3ပြင်းအားရှိအင်အားပြင်းကလင်းလောက်ခတ်ခဲ့ကလူ20ဒဏ်ရာရခဲ့ပြီးအဆောက်အုံများစွာပျက်စီးခဲ့ကြောင်းသိရပါသည်။ဥရောပမြေထဲပင်လယ်မြေကလင်းတိုက်တွာရေးစင်တာထုတ်ပြန်ချက်အရဧကွေဒေါကန်ယူရန်အနီးအနက်ကီလိုမီတာ30 18.64မိုင်တွင်ဗဟိုပြုလောက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါသည်။အစပိုင်းကလင်းကြောင့်နေအိမ်များအများပြည်သူပိုင်းနေရာများပျက်စီးခဲ့ပြီးမြို့နေရာအများစုတွင်လျှက်စစ်မီပြတ်တောက်ခဲ့ပါသည် မြို့တော်ခီတူအပါအဝင်အီကွေဒေါ်ရှိပြည်နယ်ဆယ်ကူတွင်ငလင်တုံခါမှုကိုခန်းဆားခဲ့ရပြီးအိန္ဒိချင်းကိုလံဘီယာတွင်လည်းတုံခါခဲ့ပါသည်အီကွေဒေါ်နိုင်ငံဟာမကြာခဏတုံ့ခါမှုဖြစ်လေရှိတဲ့ NASA နဲ့တောင်အမေရိကမြေရုချက် Testone နဲ့ Plate များပေါ်တွင်တည်ရှိနေကြောင်းလည်းသိရှိရပါတယ်ရှင်။